ကငွေရဈေးသုံးဆွဲနေတယ်ဆိုရယ် New York Times သတင်းဌာနကရေးသားဖော်ပြခဲ့တာကို Elon Musk ကအငင်းဆိုသွားခဲ့ပါတယ်။ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သတ်မှတ်ခံရတဲ့ဘီလီယံနာတည်းကြီးဟာတာမန်အဆင့်ငွေရဈေးသုံးဆွဲသူတော်မဟုတ်ဘူးလို့ New York Times ရဲ့စောင်းပါမှာဖော်ပြခဲ့ပြီး Musk သုံးဆွဲလေးရှိရဲဆိုရယ်ငွေရဈေးဝအမျိုးအစားစီးရင်ကိုပါ အသေးစိတ်ထည့်သွင်းရေးသားထားခဲ့ပါတယ်။ Musk ဟာ American အစိုးရရဲ့အထူးအရာရှိရာထူးတာဝန်ကနေနှုတ်ထလိုက်ပြီးတဲ့အချိန်မှာပဲ အခုလိုမျိုးလူအများအယုံဆိုင်ခြင်းခံရလောက်တဲ့ဆွတ်ဆွဲမှုကိုကြုံတွေ့လာခဲ့တာဖြစ်ပါတယ်။ညရော့ဒိုင်းရဲ့ဆောင်းပါးထဲမှာတော့မတ်ဟာအစိုးရအဖွဲ့တွေအလုံးလုံးနေတဲ့ကာလတွေမှာတော့ငွေရဆေးတွေဆက်ပြီးသုံးစွဲနေခဲ့တယ်လို့ဆွတ်ဆွဲထားပါတယ်။နောက်ပြီးမတ်ဟာအလွန်ကြုံငွေရဆေးသုံးစွဲတဲ့တန်းကြောင့်စီးအိမ်နဲ့ဆိုင်နဲ့ကျန်းမာရေးပြဿနာတခုတိုက်ရောက်ခံစားနေရတယ်လို့လည်း New York Times ကဖော်ပြခဲ့ပါတယ်။ပြီးတော့မတ်ဟာကက်ဒမင်းငွေရဆေးဝါအလွန်ကြုံသုံးဖြစ်နေတယ်ဆိုတာကိုနေဆက်သူတွေစီအသိပေးခဲ့တယ်လို့လည်း New York Times ကဆိုပါတယ်။ ဒါရင်မကသေးပဲဈေးပြောင်းပေါင်းစုံအရေအတွက်20ဝန်းကျင်လောက်ပါတဲ့ဘူးလေးကိုလည်း Musk ကသွားလေရတည်သွားလေရှိတယ်လို့ American သတင်းဌာနကြီးကရေးသားဖော်ပြခဲ့တာပါ။ New York Times ဟာအဲ့ဒီဆောင်းပါးနဲ့ပတ်သက်လို့ Musk ကသဘောထားကြေညာချက်တခုကိုတောင်းခံခဲ့ပေမဲ့ Musk ကတော့မှတ်ချက်မပေးခဲ့ပါဘူး။ပြီးခဲ့တဲ့လောက်ကုန်ပိုင်းမှာအစိုးရစွမ်းဆောင်ရည်မြင့်တင်ရေးဌာန DOJ ကနေနှုတ်ထွက်ဖို့အတွက် Embryo နှုတ်ဆက်ပွဲအခမ်းအနားမှာအဲ့ဒီအကြောင်းကိုမေးမြန်းတဲ့အခါမှာ Musk ကအနောက်မေးခွန်းကိုကြော်လိုက်ဖို့ပြောသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့သတင်းပတ်ကောင်မှာတော့ mask ကသူဟာငွေရဈေး30သူမဟုတ်ဘူးလို့ရေးသားပြီး New York Times ကကိစ္စတွေကိုလက်ညာဖော်ပြနေတာလို့ဆက်ဆဲခဲ့ပါတယ်။ဒါပေမဲ့လွန်ခဲ့တဲ့နှစ်တွေတုန်းကတော့သူဟာကတ်တမင်းကိုနည်းနည်းဆန်းသွင်းခဲ့ဘူးကြောင့်အဲ့ဒီဈေးဟာသူ့ရဲ့စိတ်ပိုင်းဆိုင်ရာအမှောင်တိုက်နေပေတွေကနေလွတ်မြောက်ဖို့အကူအညီဖြစ်စေခဲ့ကြောင်းဒါပေမဲ့အဲ့ဒီနောက်ပိုင်းဘာမှုရဈေးကောင်မှမတုံးတော့ကြောင်း mask ကဆိုပါတယ်။သတင်းထုတ်တွေက mask ဟာငွေရဈေး30နေတယ်ဆိုတာကိုသိသလားလို့သမရဒေါ်နယ်ထရန့်ကိုမေးမြန်းခဲ့ပြီး Trump ကတော့သူမသိကြောင်း ူတိတာကမတ်ဟာတကယ်လူကောင်းတယောက်ဆိုတာပဲဖြစ်ကြောင်းတုံ့ပြန်သွားခဲ့ပါတယ်ရှင်